တရားချစ်ခင်သူတော်စင်အပေါင်းတို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒူတအရှင်စေကိန်းကဟောကြားတော်မူအပ်သောဘဝဖြောင့်ချောင်းတစေတဆောင်းအပိုင်းငါတရားတော်ကိုနာကြားရတော်မှာဖြစ်ပါလေရှင်လူတိုင်းမှာ ဘဝမှာဖြတ်တန်းလာတာတည်းကတစ်ခုနဲ့တစ်ခုတူဦးနဲ့တူဦးတယောက်နဲ့တယောက်မတူနိုင်တယောက်သေးကိုပဲတစ်ချိန်နဲ့တစ်ချိန်မတူနိုင်အဲအစကောင်းမှအနောင်သေးကြတယ်လို့ပြောတာဒါကတော့အစနဲ့အနောင်နဲ့အစနဲ့အဆုံနဲ့ပြောရင်ဂျားထဲမှာဖြတ်တန်းလာတာလည်းကောင်းမှရမှာအစလည်းကောင်းအလေလည်းကောင်းအဆုံလည်းကောင်းကောင်းပါဘုမုန်းတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ကတော့အဲ့ဒီအစကောင်းမှအနောင်သေးကြတယ်ဆိုတဲ့စကားထက်အစလည်းကောင်းတယ် အလေလေကောင်းတယ်အဆုံးလေးကောင်းတယ်အဲအကောင်းတွေအကုန်လုံးကောင်းအောင်ပဲဆုံးမှပြီးတာဒါကောင်းတယ်ဒါမကောင်းဘူးဒါကဆိုးတယ်ဒါကမဆိုးဘူးဒါလိမ်မာတယ်ဒါမလိမ်မာဘူးဒါယဉ်ကျေးတယ်ဒါမယဉ်ကျေးဘူးလို့တို့ဆုံးမှကြတခုဘုန်းဘုန်းတို့ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့တခြားဘာသာတွေလည်းဒီလိုပဲရှိမှာပါပဲကလေးသူငယ်အရွယ်ကလေးကိုကဘာသာရေးကောင်းဆောင်ကြီးရဲ့ဆရာတော်တန်ခါတော်အရှင်မြတ်ကြီးရဲ့ဘာသာရေးကောင်းဆောင်ကြီးရဲ့အဆုံးအမနာယူရရင် လွန်ကြီးစုများရှိတာပေါ့လေလူဆိုတာကလူမျိုးမျိုးစိတ်ထွေတယ်ဆိုတော့အခုပွက်တော့ရိုက်အောင်တချို့អော်လာကြတယ်។អော်ပြီးမဲ့အတန်မထွက်ပါဘူး။ဘာသာရေးဆိုတာလောကကြီးမှာပဲပူတယ်လို့မြင်တဲ့လူကလည်းမြင်တာလေ။လိုအပ်တယ်လို့မြင်တဲ့လူကလည်းမြင်တာပဲ။မရှိမဖြစ်လိုအပ်တယ်လို့မြင်ရတဲ့လူတွေရှိတယ်။ဘုံဘုံတို့ဘဝနဲ့ချီပြီးတော့ပြောရရင်တော့လူတွေကိုဆုံးမတဲ့အခါမှာဘုံဘုံဆုံးမှာ။အဓိကအဖြစ်တရားရအောင်လားအထုတ်တဲ့သူတွေကိုကြုံရင်ကြုံတယ်လို့ပြောပြီးတယ်။ ကိုမကောင်းတာတွေကိုကိုကောင်းအောင် ပြင်လိုက်ပါဆိုတာမျိုးယိုးနေကိုဆိုးနေတာတွေကိုကောင်းအောင်ပြင်လိုက်ပါလို့ဆိုတာတွေယိုးနေတိုးတိုးတွေရဲ့နားထဲမှာလဲစကလုံးအဆန်းလေးနဲ့စိတ်ထဲမှာစွဲပြီးတော့နားလိုက်ဟေးကိုကြည်ဝတ်တို့တဲ့အောင်မြင်တရားသူရကြီးကိုလက်ရည်ကိုပြင်ရေးကြည့်သမ်းပါဦးစိုက်တဲ့အချိန်ပြင်ရင်းရေးလို့ရတဲ့လက်ရည်တောင်ငွေကလေးကပစ္စလက္ခဘရုတ်ဒုက္ခပြီးပြီးရောဖြစ်တယ်လို့သာရေးခဲ့ရင် တက်တလုံးဒီလက်ရည်ကြီးကပါသွားတက်တလုံးဒီလက်ရည်ကြီးကပါသွားအဲ့ဒီပါသွားတဲ့လက်ရည်ကိုဘယ်သူများဘယ်နှယောက်များဘယ်နှခါပြင်ဘူးလို့တော့ဘယ်နှခါပြင်ဘူးလို့ဘုန်းတော်ကြီးမြတ်စွာဘုရားကတရားရည်အမြတ်စီတိုက်ကြွေးတော်မူတယ်ဆိုတာအဲ့ဒီလက်ရည်လို့ပစ္စလက္ခရည်ခဲ့တယ်လို့လက်ရည်ကိုပစ္စလက္ခရည်ခဲ့တယ်လို့ဘဝကိုပစ္စလက္ခနေလာတဲ့သူတွေကိုကန့်ကူလက်လက်ဆင်ဟာအနေနဲ့ပြင်ပေးရတာတခြားစဉ်းစားကြည့် ကိုမားနေတာသိလို့ပြင်နိုင်ဖို့မှန်အောင်ပြင်နိုင်ဖို့ကိုဆိုးနေတာသိလို့ကောင်းအောင်ပြင်နိုင်ဖို့ဆိုတာကိုလက်ရည်လေးတွေစပြင်လိုက်ပါလားအခုနားထောင်နေတဲ့သူတွေကိုလက်ရည်ဘယ်နှခါပြင်ဘူးလို့ကိုလက်ရည်ကြည့်မကောင်းလဲကြည့်ကောင်းလဲထင်နေတာကိုလုပ်တာမဟုတ်လဲဟုတ်တယ်ထင်နေကြတယ်အဲ့ဒါတွေပြင်ပေးလိုက်အစိုးကြီးကလေးရများအစကောင်းအနောင်တေကြအစအလေအဆုံကောင်းနေဆိုဘယ်တော့ကောင်းနိုင်မလဲဘုန်းတော်ကြီးမြတ်စွာဘုရားနဲ့တွေ့ကြတဲ့ပုံကိုယ်တွေဟာတရားသူရသွားကြတယ်ဆိုတာ အဲ့ဒီလက်ရည်လို့မကောင်းတဲ့လက်ရည်ကိုကောင်းအောင်ရည်ပြင်လိုက်တယ်လို့လက်ကလေးကင်ပြီးရည်ပြင်လိုက်တယ်လို့စိတ်သက်မကောင်းတာတွေကိုဘုန်းတော်ကြီးမြတ်စွာဘုရားနားထဲကိုတရားထည့်ပြီးတော့လှည့်ပြင်ပေးလိုက်တာလှည့်ပြင်ပေးလိုက်တာဘုံဘုံတို့ဘဝအနေနဲ့ပြောရင်အရွယ်ရောက်လာပြီဘယ်အရွယ်လဲเจ้าနေရမယ့်အရွယ်ရောက်လာเจ้าနေရတဲ့အရွယ်မှာမူချိုဆိုတာမရှိပါဘူးဘုံဘုံဘဝမှာမူချိုမနေခဲ့ဘူးသူငယ်တန်းမနေခဲ့ဘူးတဒန်းအစား တခုတော့ရှိတယ်အဲ့ဒီတံတန်းမတိုင်ခင်ကတော့မူဂျိုခေါ်မလားသူငယ်တန်းခေါ်မလားဘုံမုံတို့ကသခိုင်းသားသခိုင်းမှာသောတာပန်ရရှိတယ်တရပင်စိတ်ရှိတယ်သောတာပန်တရပင်စိတ်ရေဦးတိုက်တဲ့ဆိုတဲ့အကြောင်းရှိတယ်ဆရာတော်ဥဒိန်နာတဲ့ဘုံမုံတို့ကတော့ဘုံမုံတိန်လို့ခေါ်ဘုံမုံနေကြောင်းမှနေရတာမှတ်မိသေးတယ်အဲ့ဒီတော့ကနေခဲ့ကြတာလေဗာမှတ်မိတော့ကလေးဆိုတော့ဘလုံးကန်နာကြီးကျောင်းကြီးကရှေးကျောင်းကြီးအကြီးကြီးခုထိရှိတယ်ဂျပန်ခေတ်တုန်းကဆိုအဲ့ဒီကျောင်းကြီးကကြီးတော့ကင်မေရန်ယုံကြီးလောက်ကြတာ ကိမိတိုင်းယုံကြည်လို့ကြအဲဖမုတ်တိန်သွားသတိရပြောရင်ကျောင်းသားတွေ200လောက်ရှိတယ်150 200တော့ဖမုတ်အတွက်ကတော့ဖမုတ်တိန်ဟာကန့်ကူလက်လက်ဆရာပဲတချို့ကြတော့ကန့်ကူလက်လက်ဆိုတာမသိဘူးကြောက်တန်ကြောက်တင်မုန်းတော့မသိတဲ့လူတွေရှိတယ်ခုတ်ခစ်တော့ဗလာစာအုပ်လေးချောင်းမြင်းမယ်ခဲတံဘောပင်နဲ့ရေးကြကြောက်တင်မုန်းပေါ်မှာမြင်းချောင်းလေးကိုဟာကူတာဖမုတ်တို့ကအဲ့လိုမျိုးငကြောင်းမြင်းလေးတာပြီးတော့ ကြောက်တံလေးနဲ့ရေးရတာဝိုင်းအောင်ဝါလုံးကစရေးရဖုံဖုံတို့အရင်ရှေ့ခက်ကဖုံဖုံတို့အဖိုးတွေအွားတွေခက်တုံးကဆိုရင်ကြောက်တယ်မမရှိဘူးလေဘာနဲ့ရေးတော့ဆိုတော့ကန့်ကူစံလေးရေးတယ်ကန့်ကူစံဆိုတော့ဒီလိုချောင်းလေးတွေပါလေအသားကိုကြောင်ချောအောင်လုပ်ပြီးဘာတွေလဲမသိပါဘူးသူတို့မဲမဲတွေရောပါရောအပုံပုတ်ကြတာပေါ့လေအဲ့ဒီလောက်ထိတော့ဖုံဖုံတို့လည်းမသိဘူးအဲ့ဒါကိုပထမဦးဆုံးကို့စာတင်ပေးတဲ့ဆရာကလက်ကလေးကင်ပြီးတော့ဝိုင်းအောင်ရေးပြီးအဲ့ဒီဝိုင်းအောင်ရေးပြီးပြီးတော့အဲ့ဒါလေးဝိုင်းသွားအဲ့ဒါလေးဝိုင်းသွားရင် တက်တလုံးလက်ရည်ကဝိုင်းလာပါကန့်ကူလက်လက်เสียဆိုတာအရေးကြီးတယ်ဖုံဖုံတို့ကြုံရတာဖုံဖုံတို့ဘဝဖုံဖုံတို့လက်ကိုကင်ပြီးရေးပေးခဲ့တာဖုံဖုံတဲ့သာသနာဝန်ထမ်းယဟန်ပဲဆရာတော်ပဲအိုးမျက်စိတဲ့အခုပြောရင်းနဲ့တောင်ပြန်မြင်ဒီလိုကလေးတွေ200လောက်ကြီးကို150ငါက200တောင်ကျော်ပါတယ်ဒါကလေးပစ္စည်းလေးတွေပေါ့ခုလိုပြောရင်မူဂျိုတန်းမူဂျိုတန်းတွေတငယ်တန်းတွေအဲ့ဒါတယောက်စီတယောက်စီအဲ့လိုရေးတင်တာရေးတင်တာ ညနေပြန်ပြီဆိုဘလို့ပြန်တော့ဆိုဖမုတ်တရားရှိကเจ้าသားနေနေကြီးတဲ့သူကနောက်ကကြီးတဲ့ဆိုတော့ဘလောက်ကြီးမှာတော့သူငယ်တန်းပဲရှိသေးတာအဲတခါလေးတော့ကိုရင်တပန်းလိုက်တယ်တခါလေးတော့မလိုက်ပါဖမုတ်တရားပြန်ပြီရှိရခေါင်းဆောင်ပြန်ရင်နောက်ကနေဖမုတ်တရားဖမုတ်တို့ရွာတဲ့ကိုပြန်လာဒီအင်္ဂါကလေးကဒီအိမ်ဝင်ဒီအင်္ဂါကလေးကဒီအိမ်ဝင်ဖမုတ်တို့အိမ်ကရွာတောင်ပဲဆိုဖမုတ်တို့အိမ်ထီရောက်ရောက်ပြီးတော့သူ့သားတွေသမီးတွေကလေးတွေသူ့သားတွေသမီးတွေကလေးတွေအကုန်လုံး သူ့အိမ်သူ့အိမ်ရောက်သွားပြီဆိုမှအိမ်ဆုံးတော့မှရောက်သွားပြီဆိုမှအဲ့ဒီကြမှာဖမုတ်တရံလဲ့ပြတွေ့ကြည်သားဘလို့စိတ်ထဲခံစားဖြစ်ခဲ့ပါလေအဲ့ဒီအရွယ်ကလေးစိတ်တော်ဖြစ်ခဲ့တယ်ဖမုတ်တိန်လိုမျိုးဖြစ်ချင်ဖမုတ်တိန်လိုမျိုးကလေးတွေကိုအစကစသင်ပေးကြဖမုတ်တိန်လိုမျိုးကလေးတွေကိုဟိုရင်နဲ့မကွာအမြဲဆောင်လျှောက်ချင်တာခုပြောရင်တော့ပြန်မြင်လာတော့အဲ့ဒီအကြောင်းကနေပြီးတော့ဟိုးဖမုတ်တွေရေဦးတိုက်တဲ့အကြောင်းကနေပြီးတော့ထွက်လာရင်အများကြီးပေါ့ အဟိုကတရပိသိဝင်တော့ဟိုကကြောင်းနေတယ်ဝင်သွားကြောင်းနေတယ်ဝင်တော့သူ့အိမ်နေသူဝင်သွားယူကတောင်ဆုံးမှာဖုံဖုံတို့ဟိုအရင်ပြောခဲ့တယ်ဖုံဖုံတို့အဖေတို့အမေတို့နေခဲ့တဲ့အဲအဲ့ဒီအိမ်ခုလဲအဲ့ဒီနေရာပါအဲ့ဒီအိမ်ကြီးရောက်သွားပြီးတော့မှပြန်တော့ဩအမှန်တော့ငေကလေးကကြုံနေရတာမှတ်မိတာဆွဲတာငေကလေးကဆရာကောင်းအဲ့လိုစီမံပေးတာတွေ့ရင်ကိုယ်စိတ်ထဲမှာအဲ့လိုစီမံခြင်းစိတ်အဲ့လိုဆောင်ရွက်ခြင်းစိတ်ကပေါ်လာတာဒါကြောင့်မို့ကန့်ကူလက်လက်ဆရာဒါအရေးကြီးတယ် ကန့်ကူလက်လက်ဆီအခုခေတ်တို့ပြောရင်တော့ကွန်ပျူတာစတင်ပြီးတဲ့ဆရာပြောရမလားလက်ရင်းဝိုင်းဆရာမလိုတော့ဘူးအဲ့ဒီမှာနှစ်ခုတော့ကြုံနေရပါတယ်ကြမ်းတိုက်ရတယ်ဘာကိခင်းတာခုခေတ်တို့ဘာကိကော်လဲမဟုတ်ကတ်ရည်နေခင်းတာကြမ်းတိုက်ရတယ်ပြောင်းတိုက်ရဒီလောက်အများကြီးကိုဖုံဖုံတရံချိန်လုံးနဲ့ထိန်ဖုံဖုံတို့အမတယောက်ရှိခုတည်းလည်းရှိပါသေးတယ်အမသူ့ကိုယ်တော့ပြောတာအန်ဆုံးပေါက်လို့ပြောတာသူ့ခင်ဗျာအတိတ်ကမကောင်းလို့လားမလို့ညံတိတ်မကောင်းရှာလက်ရည်ရည်မဝိုင်းရိုက်တာ အဲကိုဆရာသမားပြင်မာတော်တော်မဟုတ်ပါဘူးရိုက်ရင်အော်ရင်တော့ဖုံဖုံတေးရရက်ပြီအဲ့ဒီအမကကြတော့အမဝန်းကွဲကြတော့ရိုက်မအော်ကြိတ်ခံလားကြိတ်ခံလေးရိုက်လေးရိုက်လေးကြိတ်ခံလေးမမှီသေးဩအဲ့ဒီမှာစိတ်ထဲမှာဖြစ်တယ်ဩကြည်စမ်းလောကကြီးမှာကိုဆရာသမားကန့်ကူလက်လက်ဆရာပဲကိုသားကိုသမီးအရင်မဟုတ်ပေမဲ့အရင်ထက်တော့ပိုချစ်တဲ့စိတ်ဓာတ်အဲ့လောက်တောင်စောက်ရှောက်တဲ့စိတ်ဓာတ်ရှိတဲ့ဆရာသမားရိုက်တော့လေတအားရိုက်တာပါလားစိတ်ထဲမှာအဲ့ဒီအွယ်ကလေးဟာ လူတွေဟာကောင်းတဲ့ဟာရှိတယ်လို့ဆိုးတဲ့ဟာလည်းရှိတာအလူလို့ပြောတာပါဘုံကြီးပေါ့အဲ့ဒီတုန်းကဘုံကြီးတွေကကောင်းတဲ့ဟာရှိတယ်လို့ဆိုးတဲ့ဟာရှိတယ်ကိုကလေးတွေကိုငါသာဆိုရင်တော့ကောင်းတဲ့ဟာပဲရှိကျင်တယ်ဆိုးတဲ့ဟာတော့မရှိချင်ဘူးလို့အဲ့ဒီခရေဖြစ်ခဲ့ရိုက်တာကြောက်တာပေါ့ခက်တော့လည်းခက်သားပဲရိုက်မှငြိမ်တဲ့ကောင်းတွေလည်းရှိတယ်ဘုံဘုံတို့အရင်မခံခဲ့ရဘူးကြွားပြောတာမဟုတ်လစ်နေတာလေကျန်ကိုကိုအကွက်နဲ့ကိုတိုက်ရတာကိုတောင်ဝန်ကိုကြည့်တယ်စောစောကြည့်တယ်ဘာဖြစ်လဲမထူးတယ်လောက်ရမယ်တူတူတော့အရိုက်ခံလောက်လဲလောက်ရတာပဲကိုကကိုစူးစမ်းလောက်လဲလောက်ရတာပဲဆိုတော့ အဲ့ဒါအာရပါရပဲမြန်မြန်ပဲပြီးအောင်ကြိုးစားလိုက်ပြီးပြီးသွားတာလူဆိုတာအဲ့လိုပဲကံကူလဲလဲဆရာနဲ့တွေ့ကြတော့အဲ့ဒီအသည့်တွေတိုးတယ်စိတ်ထဲမှာဘလောက်ထိများဖြစ်လဲဆိုအဲဖုံမုံတို့အဲ့ဒီကနေပြီးတော့ထုံမုံမူလာတန်းချောင်းဆိုတာရှိဖုံမုံတွေကြောင်းကထွင်တငယ်တန်းမနေရတော့တန်းပြီးအဲ့ဒါတဒန်းပြီးအဲ့ဒါကြောင့်တငယ်တန်းမနေရဘူးလို့ပြောတာအဲ့ဒီတဒန်းနှစ်တန်းသုံးတန်းလေးတန်းအဲ့ဒီလေးတန်းမှာလေးရက်ပြိုင်ပွဲဆိုတာရှိလေးရက်ပထမရတယ်ကဲမြို့နယ်ထိတက်ပြိုင်ရတယ် ရက်ွက်ပြိုင်ရတယ်ចောင်းစီပြိုင်ရတယ်မျိုးနယ်ထိတက်ပြိုင်ရတယ်အော်ဒါဆရာကြီးစုပေါ့ကံကူလဲလဲဆရာရဲ့ကြီးစုပေါ့လရေးလာတချို့အထင်နဲ့လရေးကိုပစ္စလက္ခဏထားကြတော့အရေးမကြီးဘူးအောင်မေးတာဖုံးဖုံးတို့ကြတော့မရဒီနောက်ပိုင်းစာတွေဘာတွေလက်ချာတွေဘာတွေလိုက်လို့ចောင်းသားဘဝလိုက်လို့ဒါဟိုရေးတာမြန်တာတပိုင်းဘူးလေမြန်လို့ကြည့်တကယ်ရင်လက်တပတ်တာလေးပဲရေးတယ်ရေးတယ်ဆိုတာဖုံးဖုံးတိုင်တတိယပြီးငယ်တုန်းကအတိုင်းပြန်ရေးတာဘဝမှာဘာကြီးစုများခဲ့တုံးဆိုတော့ ပြီးစလေလုံရင်ဘဝမလှပါလားတကယ်သေးသေးချာချာဆရာသမားတွေရဲ့စကားနားထောင်ရင်လည်းရည်လှတယ်လို့ဘဝလှပါလားလို့အဲ့ဒါစိတ်ထဲစွဲခဲ့မိဒါတမို့ဘုန်းတော်ကြီးမြတ်စွာဘုရားတရားတော်တွေကိုသင်ရလေ့ကျင့်တဲ့အခါကျတော့ဩဘုရားရှင်ကိုတော်မြတ်ကြီးကငေကလေးကငေကလေးကအရွယ်၃ပါးမှာဘုဗာရဏတိတတိသာလို့ပထမအရွယ်မှာတရားရှာရင်ယဟန္တာဖြစ်တယ်ဒုတိယအရွယ်မှာတရားရှာရင်အနာဂံဖြစ်မယ်တတိယအရွယ်မှာရှာရင် တခါတခါဖြစ်မယ်ပထမအရွယ်မှာစီဝါရှာရင်ပထမဒန်းစားတတိဖြစ်မယ်ဒုတိယအရွယ်မှာတရားရှာရင်စီဝါရှာရင်ဒုတိယဒန်းစားတတိဖြစ်မယ်တတိယဒန်းစားအရွယ်မှာစီဝါရှာရင်တတိယဒန်းစားတတိဖြစ်မယ်လို့ဟောပြီအိုးငယ်ကလေးရများဒီလိုကန့်ကူလက်လက်ဆရာဆရာကောင်းနဲ့တွေ့ကြရတော့ကိုယ့်ဘဝမှာဘလောက်လည်ရည်လာတာတဲ့ဘဝလာအောင်ရည်ချင်တာဘဝလာအောင်ရည်ချင်တာအဲ့ဒါကြောင့်မို့ဖုံမုံကအော်ဖခင်တရားတော်လေးလဲ တို့ရမှတ်ရသင်အံလေးချက်ရတော့ရှေးကကိုကန့်ကူလက်လက်ဆရာဖြစ်တဲ့ဖုံဖုံတိန်ကိုလည်းအမှတ်ရတယ်ဒီကလေးရင်ကျေးလိမ့်မှာတရားစခန်းဖြစ်လာတယ်ဆိုတော့ဖုံဖုံတိန်ကျေးဇူးအဲ့ဒီကလေးကစိတ်ထင်းမှာကိုသားသမီးမဟုတ်ပေမဲ့ကိုသားသမီးဟုတ်တဲ့မိဘတွေထက်ကိုပူချစ်မှာပူချစ်ပြခြင်းငယ်ကလေးကကိုကလှအောင်ရေးပေးတယ်လည်းရေးလှအောင်ရေးပေးတယ်လို့ဘဝလှအောင်လည်းရေးပေးခြင်းဖုံဖုံရင်ကျေးလိမ့်မှာတရားစခန်းကြတော့လည်းရေးလှအောင်သင်စရာမှမလိုလားဒါပေမဲ့သူတို့ဆောက်ထဲရေးထားရင်တော့အိုး ပိန်ချုံရွဲလိမ့်နေတာပဲဘလူတွေများဖြစ်ကုန်ကြလဲမသိပါဘူးကွယ်လို့စိတ်ထဲမှာတံပိုးထားရမယ့်ဟာကိုတံပိုးမထားဘဲနဲ့တံပိုးမထားရမယ့်ဟာတွေများတံပိုးထားကုန်လေရောသလားသူများလည်းအပြစ်မပြောတတ်တော့အဲ့လိုလေးပဲနေရောသလားပဲပြောရုံပဲရှိပါသားတွေသမီးတွေကြောင်းရောက်လာရင်တရားတွေဘာတွေစာတွေဘာတွေဆိုသူတို့ဘုတ်အုပ်လေးတွေမှာရေးကြည့်ရတာတနာစရာကောင်းလားဒီကလေးတွေဒီသားတွေဒီသမီးတွေဒီဒီ3တန်း4တန်း5တန်းခဏထားပါ9တန်း10တန်းတက်ကတူတောင်ဖတ်မရအောင်ဒီဆိုးတယ်ဖတ်မရတော့အောင်ဒီဆိုးတယ် မှတ်ထားလက်ရေးပိန်စိတ်ဓာတ်ပိန်သွားတယ်လက်ရေးချုံရင်စိတ်ဓာတ်ချုံသွားတယ်လက်ရေးပုံပြည့်ရင်စိတ်ဓာတ်ဒီပုံပြည့်နေတယ်လက်ရေးကြည့်ပြီးလူတယောက်အကြောင်းအကုန်ပြောလို့ရတယ်အကုန်ပြောလို့ရတယ်ဒါမှမဟုတ်ဖုံဖုံတို့ငယ်ငယ်လေးကအဲ့ဒီလက်ရေးကိုဆရာသမားကောင်းနဲ့တွေ့လို့လက်ရေးကိုဂယုစိုက်ပြီးနှောင်ရေးသလိုကိုဘဝလည်းနှောင်ရေးတာနှောင်ရေးတာလက်ရေးလည်းပြင်ရေးတာပါဘဝလည်းပြင်ရမှာကိုကိုကိုလည်းဘဝပြင်ကိုကိုကိုလည်းလက်ရေးပြင်သလိုကိုသားရီသမီးတွေကိုလည်းလက်ရေးပြင်ပေးကြတာ ကိုယ့်လက်ရည်လေးပြင်တယ်လို့ကိုယ့်သားသမီးတွေရဲ့လက်ရည်ပြင်ပေးပါ။ဘာဖြစ်လို့ဆိုတော့မလှရင်ပြင်ကျင်တဲ့စိတ်ဓာတ်ပေးဖို့အရေးကြီးတယ်။အာလက်ရည်လာတော့ဘာလုပ်စားမှာတုံးလို့ပြောပုံနှိပ်မှာကွန်ပျူတာစီမံမှာမဟုတ်ပဲကွန်ပျူတာခက်လို့ပြော ပြောချင်တယ်လို့ပြောလက်ရည်လှရင်ဘဝလှခြင်းစိတ်ပေါ်လာတယ်။လက်ရည်လှခြင်းစိတ်ပေါ်ရင်ဘဝကိုလှတဲ့လှအောင်ဆောင်ရွက်ခြင်းစိတ်ပေါ်လာတယ်။ပေါ်လာတယ်။တည်တည်ချာချာအေးအေးဆေးဆေးစဉ်းစားကြည့်ပါ။ဆရာကောင်းတမကောင်းအရေးကြီးပါဘူး။ကံကူလက်လက်ဆရာအရေးကြီးပါဘူး။ ခုခေတ်လိုဆိုရင်တော့မူဂျိုချောင်းဆရာဆရာမတွေအရေးကြီးတယ်။သူငယ်တန်းချောင်းဆရာဆရာမတွေအရေးကြီးတယ်။မူလာတန်းချောင်းဆရာဆရာမတွေအရေးကြီးတယ်။လက်ဥဆရာပုပ္ပါစရိယမိနဲ့ဖဆိုတာကမိဘကလက်ဥဆရာကတတ်တာ။ကန့်ကူလက်လက်ကိုယ့်လက်ကိုကင်ပြီးတော့လက်ရည်ဝိုင်းအောင်မျိုးလက်ရည်လှအောင်မျိုးဘဝဝိုင်းအောင်မျိုးဘဝပြည့်ဖြူအောင်မျိုးဘဝလှအောင်မျိုးသင်ပေးတဲ့ဆရာမျိုးကလည်းအရေးကြီးတယ်။အခုလိုပြောပြရင်အခုနားထောင်နေတဲ့သူတွေဟာကိုယ့်ရဲ့ကန့်ကူလက်လက်ဆရာကိုပြန်မှတ်မိပါပဲ။ မှတ်မိတဲ့အခါမှာစိုးစိုးကပြောဆိုလူဆိုတာ ကောင်းတာရှိသလိုဆိုတာလည်းရှိတတ်တာပဲပုထုစဉ်လူဆိုတာအရေးချင်းပြည့်စုံတာရှိသလိုအရေးချင်းအားနေတာ ਨੇ ရှိတတ်တာပဲအဲ့တော့ဘသူကမှလည်းအပြစ်မြင်စရာမရှိဖုံဖုံတော့အပြစ်မြင်တာအားနေပါလေသူများကိုအပြစ်မြင်တာဖုံဖုံတိမ်ကိုစမြင်ကလေးကမြင်နေဘူးပြီလေကိုယ်စရာကိုတော့မှအဲ့လိုမြင်နေတော့ဟဲကောင်းတဲ့ပဲရှိသလိုမကောင်းတဲ့ဆိုတာရှိတတ်တာပါလားလို့ နားလေတဲ့ခေါမလားခွင့်လွတ်တဲ့ခေါမလားဘယ်ဟုတ်မှတော့အဲ့ဒါဒီတော့ဒီရွယ်နဲ့ခွင့်လွတ်တာမျိုးမဟုတ်ဘူးလေလောကကြီးကိုနည်းနည်းသဘောပေါက်လာအဲ့လိုသဘောပေါက်လာတဲ့ကျေးဇူးကြောင့်ပဲကိုဘွားကိုကိုဘွားပို့ပြီးတော့လေရလအောင်လေရေးနိုင်လာတယ်ကိုဘွားကိုလည်းပြည့်စုံတဲ့ထက်ပြည့်စုံအောင်တမန်အာဇီဝနဲ့လူတုံးကလည်းပဲဆောင်ရွက်နိုင်တယ်အဲအခုလည်းပဲကိုသီလကိုတမာတိကိုပညာဖယံတရားစကားတွေနဲ့ပဲကိုဘွားလအောင်ကိုနေနိုင်လာတယ်လေရလမှာဘွားလာတယ် လေရနှအောင်ပြင်ကျင်သိရှိမှဘဝနှအောင်ဘဝပြည့်စုံအောင်ပြင်ကျင်သိရှိလာတယ်ဘေးအရာရာမှပို့ဖို့တည်းမတွက်ပါနဲ့လေရလေးရစအောင်ပြီးတော့ပြည့်စုံစေခြင်းနဲ့ကောင်းစေခြင်းနဲ့လှစေခြင်းနဲ့ဝိုင်းစေခြင်းနဲ့အဲ့ဒီအတိလေးသာရှိတော်ရင်ကိုယ်တည်းမကဘူးကိုသားသမီးကိုမိကိုမြစ်ကိုတပည့်တပန်ကိုပတ်ဝန်းကျင်အတိုင်းဝိုင်းကိုပါလေရပြင်ခိုင်းပါတကယ်လေရပြင်နိုင်တော့လေအကောင်းဆုံးပေါ့မပြင်နိုင်ရင်တော့ဘဝလေရပြင်ပါ ဘုံဘုံတော့လက်ရည်ပြင်ကျင်သိရှိရင်ဘဝဝိုင်းအောင်လှအောင်ပြင်ကျင်သိရှိမယ်လို့သဘောပေါက်ပြီးပြောပြပါတယ်။နားလေသဘောပေါက်ပြီးတော့ပြုပြင်နိုင်တာဒီပြုပြင်ဝိုင်းတဲ့ဝိုင်းလှတဲ့လှပြည့်စုံတဲ့ပြည့်စုံအောင်လက်ရည်ကိုရောဘဝကိုရောဆောင်ရွက်နိုင်အောင်မြင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်တည်း။